အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ညောင်ပြောမယ့်အကြောင်းအရတော့ဒီခုလက်ရှိပေါ့လေနိုင်ငံရေးစီမံရေးကောင်စီဥက္ကဋ္ဌဦးဆောင်တဲ့အစိုးရအဖွဲ့ကရုရှားနိုင်ငံရဲ့သမ္မတပေါ့လေဗလာဒီမာပူတင်ကဖိုက်ကြားချက်အရရုရှားနိုင်ငံကိုဒါတွားရောက်တဲ့ဒါချစ်ချစ်ခီးစင်နဲ့ပတ်သက်ပြီးတော့ပေါ့လေဒါဒီကျွန်တော်နိုင်ငံအတွက်ဒါဘယ်လိုမျိုးဒါအကျိုးသက်ရောက်မှုရှိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့အကြောဒါသုံးသပ်ပြောသားပါဖြစ်ပါတယ်ဆိုတော့ဒီရုရှားနိုင်ငံရဲ့သမ္မတပေါ့လေဗလာဒီမာပူတင်ဖိုက်ကြားချက်အရနိုင်ငံရဲ့စီမံရေးကောင်စီဥက္ကဋ္ဌကရုရှားနိုင်ငံကိုဒါနိုင်ငံတို့အဆင့်ချစ်ချစ်ခီးစင်ဒါတွားရောက်နေတာဖြစ်ပါတယ် ဒီခီးစင်မှာလိုက်ပါသွားတယ်။ဒီနိုင်ငံရဲ့အကြီးအကဲတွေကလည်းဒါစိတ်ဝင်စားဖို့ဒါခောင်းတဲ့သူတွေဖြစ်ပါတယ်။ဒါပြင်ပေါ့လေ။ဒီဒီခီးစင်ကနေပြီးတော့ဒီတော့နိုင်ငံအတွက်ဒါဘယ်လိုမျိုးဒါအကျိုးသက်ရောက်မှုရှိလာနိုင်လဲဆိုတဲ့အချက်ကလည်းဒါစိတ်ဝင်စားဖို့ဒါကောင်းနေပြန်ပါတယ်။ဆိုတော့ဒါကိုမပြောခင်မှာဒီပြောနေတဲ့ပေါ့လေ။ဒါအကြောင်းအရာတစ်ခုပေါ့ဒါပြောပြချင်ပါတယ်။ဆိုတော့အဲ့ဒါပါလဲဆိုတော့ဒီနတ်ဆက်ကလက်ထက်မှာပေါ့လေ။ဒီတရုတ်နဲ့ဒါရုရှားနိုင်ငံတွေနဲ့ဆက်ဆံရေးကိုဒါပို့ပြီးတော့ဒါကြီးရောက်ဒါတိုးတက်ကောင်းလာတာကိုတွေ့ရတယ်။ဆိုတော့ဒီ လက်ရှိကမ္ဘာနိုင်ငံတွေကိုပေါ့လေဟာဒီ war order changes ကာလဖြစ်တယ်ဆိုပြီးတော့သတ်မှတ်ထားကြတာဖြစ်ပါတယ်။အဲပြောရရင်တော့ဗျာဒီ American လိုနိုင်ငံကြီးတဲ့နိုင်ငံကပေါ့လေဒါဒီကြီးစိုးတဲ့ဒီ unipolarity ကတည်ပြီးတော့ဒီနိုင်ငံပေါင်းစုံပေါင်းရအားကောင်းလာမဲ့ multipolarity ဖြစ်ပေါ်တာဥတည်နေတာဖြစ်တယ်လို့ဒါဆိုရမှာဖြစ်ပါတယ်။ဆိုတော့အဲ့လိုမျိုးအရေးတစ်ခုမှာပေါ့လေဒါကျွန်တော်နေတဲ့နှစ်ပိုင်းဒါကိုကိုးစားတာဖြစ်တယ်လို့မြင်တယ်။ပထမတစ်ပိုင်းကဒီ American ရဲ့ဒီ NATO ရဲ့ Israel ရဲ့ဒီ EU ပဲအပိုင်းပေါ့လေဒီပိုင်းရဲ့နောက်တစ်ခုကတော့ဒီတရုတ် Russia EU အဲ့တော့ဒီ အရှိလေးပိုင်းဒါ IOC ဒီနိုင်ငံတွေပေါ့လေဒါသူတွေတစ်ပိုင်းဆိုတော့နှစ်ပိုင်းဒါကွဲသွားတာဖြစ်တယ်လို့မြင်တယ်။ဆိုတော့မြန်မာနိုင်ငံနေနဲ့ပေါ့လေဒါအခုလိုမျိုးဒါဒီကမ္ဘာပါဝါမန်တိုင်းအရေးကြီးတဲ့ဒီနိုင်ငံတွေထက်ကတရုတ်နဲ့ဒီရုရှားတို့နဲ့ပေါ့လေဒါကောင်းမွန်တဲ့ဆက်ဆံရေးကိုတိစောက်ထားနိုင်တာကဒီလက်ရှိဒီကမ္ဘာနိုင်ငံရေးရှားရေးစည်းကြောင်းကိုဒါဒီလမ်းကြောင်းမမှန်တဲ့ပေါ့လေဒါရောက်သွားတာဖြစ်တယ်လို့ဒါဒါပြောရမှာဖြစ်ပါတယ်။ဆိုနောက်တစ်ချက်ကတော့ဒီရုရှားနဲ့ဒီမြန်မာပေါ့လေဒါမြန်မာနိုင်ငံနေနဲ့ဒီစွမ်းအင်ကဏ္ဍတွေဒါစီးရေးပူပေါင်းမှုကဏ္ဍတွေမှာဒီနေ့ရှမ်းရှမ်း ်ရှိခဲ့ရတဲ့အပြင်ရေနဲ့ဆိုင်ကန်းနဲ့ရေနဲ့ရက်ဆက်ရောဒီစောက်ရဲ့ပိုင်းတွေမှာလည်းဒါသဘောတူထားတာရှိခဲ့ရတာဖြစ်ပါတယ်။အခုဒီနတ်ဆဝါဥက္ကဋ္ဌရနဲ့ပေါ့လေဒါရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံမှုကဒါဒုတိယအကြိမ်ရောက်တွေ့ဆုံမှုဒါဖြစ်ပါတယ်။ဒါဒီပထမအကြိမ်ဘဝပေါ့လေဒါဒီဒီစီးပွားရေးဖိုရမ်မှာတော့ဒါတွေ့ဆုံရယ်ဒါဒီခုဒုတိယအကြိမ်ဒါတွေ့ဆုံတာဖြစ်ပါတယ်။ဆိုတော့ဒီအခုတစ်ခေါက်ပေါ့လေဒါနတ်ဆဝါဥက္ကဋ္ဌအနေနဲ့အဲဒီရုရှားနိုင်ငံကိုတာရောက်တဲ့တစ်ကြီးခီးစင်မှာပေါ့လေရုရှားနိုင်ငံဘက်ကလည်းဒါအဲလေးလေးလေးနဲ့ဒါမျိုးတွေ့တွေ့ဒါကျိုးစလာကိုတွေ့ရတယ် တော့ဒီအခုဒီရုရှားနိုင်ငံမှာပေါ့လေအာဆောင်းရည်ဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဗဟုသုတနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီရုရှားနိုင်ငံမှာဒီရာဇဝတ္ထုတာ၄မျိုးရှိပေါ့လေအာနွေဝေဦးဆောင်းဆောင်းဆိုတာ၄မျိုးရှိတယ်ဒီအခုက၃လပိုင်းဆိုတော့ဒီကဆောင်းတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါလည်းဆောင်းမကုန်သေးဘူးပေါ့လေဆိုတော့ဒီလိုအချိန်မျိုးမှာတော့မှဒီရုရှားနိုင်ငံဘက်ကပေါ့လေဒါနိုင်ငံတွေကျောင်းနိုင်ငံတာအကြီးကဲကိုဒါကိုစုံးနေဒီဘုံမျိုးဒါပြင်ဆင်ပြီးတော့ဒါဒီကုန်စုတက်ဖွဲ့နေတယ်ပေါ့လေအဲ့လေလေလေဒီလိုတာကိုတွေ့ရတယ် တော့ဒီလာကျူတဲ့အခွဲတယ်ပါလေဒါစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့ဘယ်သူတွေပါလဲဆိုလို့ရှိရင်ဒါဒီကြာသေးငါကပုံပုံလေးတွေအစီမံကိန်းကူးကူကိုဒါစာချုပ်ချုပ်ဆိုထားတဲ့ဒီမစားစီဝါရေးဒါကွန်ပျူတာတက်မှုဝင်ကြီးဒီမစတာရက်ရှက်စ်နီကော့ဖ်အဲဒီရရှားနိုင်ငံရဲ့ဝန်ကြီးဌာနဝန်ကြီးဌာနအရူပီးယားဝန်ကြီးနဲ့တာဝန်ရှိသူတွေကဒီထက်လည်းလဲလဲအကျိုးဆုံးခဲ့ကြတာဖြစ်ပါတယ်အဲ့အဲ့နောက်မှာတော့နတ်ဆလာဥက္ကဋ္ဌကရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်ဒီမစ္စတာမီကေဖီရှူစတင်ရုရှားဖက်ဒရေးရှင်းနိုင်ငံဒူမာလက်တော်ဥက္ကဋ္ဌရုရှားလက်တော်အောက်လက်တော်ဥက္ကဋ္ဌ ဒီရုရှားနိုင်ငံလူရဲကောင်စီအတွင်းမူအပြင်ဒါရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့သမ္မတမစ္စတာဗလာဒီမာပူတင်နဲ့ဒါဖရမလင်ဟန်တို့မှာအပြစ်ဆုံးခဲ့တာဖြစ်ပါတယ် Но уже сейчас с уверенностью можно констатировать, что нынешний визит председателя Государственного административного совета Мьянмы проходит успешно, а достигнутые договоренности, безусловно, будут способствовать дальнейшему развитию российско-мьянманского партнерства во всех областях. ဆယ်ခုလည်းလက်မှတ်ရရှိနိုင်ခဲ့ပါတယ်။အဲဒီဒူဝါလတ်တို့ဥက္ကဋ္ဌနဲ့ပြစ်ဆုံးတဲ့အချိန်မှာဒီပြောတာလည်းရှေ့ပေါ့လေ။ပြောရတယ်အကုန်လုံးကတော့ကျွန်တော်လည်းလာဖြည့်ရှင်းစီတာပြောပြရတော့ဒါအဲ့ဒီအမှဒီစိတ်ဝင်စားစရာကောင်းတဲ့အချက်တချို့ပဲ။ဒါပြပြတော့မှဖြစ်ပါတယ်။ဆိုတော့ဒီဒူဝါလတ်တို့ဥက္ကဋ္ဌနဲ့ပြစ်ဆုံးတဲ့အချိန်မှာဒီဘာတွေပြောရလဲဆိုလို့ရှိရင်မြန်မာနိုင်ငံနဲ့ဒါရုရှားပြည်ရဲ့နိုင်ငံတို့ကြားမှာ ခရစ်တိုများအချင်းချင်းအပူပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းနဲ့မြန်မာနိုင်ငံရုပ်ောက်ပွဲလုပ်တဲ့အချိန်မှာလည်းဒါရုရှားနိုင်ငံနဲ့ဒါထောက်ခံအားပေးကူညီပေးသွားမယ်ဆိုတဲ့အကြောင်းကိုဒါပြောသွားတာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဒီ Nuclear Smoothie Council ဥက္ကဋ္ဌနဲ့ပေါ့လေဒါရုရှားနိုင်ငံဆက်ပလာဒီပလာဒီမှာပူတင်တဲ့ပြည်ဆိုဆွေးနွေးကြတာဖြစ်တယ်။ဘယ်လိုနိုင်ငံအကြီးကဲတွေဒါပြည်ဆိုဆွေးနွေးတာပြည်တဲ့အကြောင်းမို့လို့ဒီဒီ NICC ဆိုတဲ့နိုင်ငံရေးစီစီဝိုင်းကကာကအလုံးပေါ့လေဒါကကရဏဆွေးနွေးကြရမှာဖြစ်တယ်။ ဟိုဒီအဲ့ဒီတွေကပါဒါကတချို့ဖြစ်တယ်ပေါ့လေဒီမြန်မာနိုင်ငံမှာဒီအသေးစားအမှုဒါပြဆက်ရအောင်စောင့်မယ်ပြီးတော့ဒီမြန်မာနိုင်ငံစီးပွားရေးအတွက်လိုအပ်တဲ့လျှက်ဆက်ထားအကိုဒါပိုမများပေးနိုင်အောင်လုပ်မယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဟိုဒီအချက်တွေကလာဒီတကယ်လို့ဒါအောင်မြင်တဲ့တကယ်ကောင်းတဲ့ပေါ်နိုင်ခဲ့မှာဆိုလို့ရှိရင်တော့ဒီမြန်မာနိုင်ငံရဲ့စီးပွားရေးဒီပုံမျိုးတွေ့ရလာမှာဖြစ်တယ်လို့ကျွန်တော်လည်းသုံးသပ်ပြီးရယ် ောက်တစ်ချက်ကဒီရုရှားအနေနဲ့ပေါ့လေမြန်မာနိုင်ငံရဲ့ဗိုင်းယံဝန်တို့မှာအာဒီပထမဆုံးဒီရုရှားယဉ်ကျေးမှုဘုဟုဌာနဖြစ်တဲ့ Orthodox Ukrainian တရားရှိခိုးကြောင့်ပေါ့လေဒီဆောက်သားမျိုးဆိုရဲဆောက်သားကြတာဖြစ်ပါတယ်အဲ့တော့ဒီဒါကတော့ဒီခေါင်းဆောင်တော်ဦးပေါ့လေဒါဒီဆွေးနွေးကြတယ်ပတ်သက်ပြီးတော့ဒါကျွန်တော်အနေနဲ့အာဒီအကြံပေးဒါပြပတ်သွားတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ချက်ကတော့မြန်မာနိုင်ငံအကျိုးစီးပွားအတွက်ပေါ့လေဒါဘယ်လိုမျိုးအတအကျိုးသက်ရောက်မှုရရှိလာနိုင်ကလေးဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အကြံကိုဒါသုံးသပ်တော့မှာဖြစ်ပါတယ် ်တကယ်တော့ဒီမြန်မာနိုင်ငံကပေါ်လေဒါအိန္ဒိယသမုတ်တရားဒါပင်လယ်ထွက်ပေါက်မှာဒါရှိနေတာဖြစ်ပြီးတော့အထူးနိုင်ငံရေးအရဒါရေးပါတဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်ဒါဒီပြည်တွင်းပဋိပက္ခတွေဒါတကယ်လို့မရှိခဲ့ဘူးဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံမှာရှိတဲ့ဒါတိုင်းသားအလုံးကစီးစီးလုံးလုံးညီညွတ်နေတဲ့ဒါရှိခဲ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကဒါတကယ်လို့ဒါဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဒါဖြစ်နေပြီပဲဖြစ်ပါတယ်ဆိုတော့ဒါမဲ့အခုတော့ဒီလက်ရှိအခြေအနေကပေါ်လေအလုံးဒါကြုံတွေ့နေရတဲ့အတိုင်းပဲဖြစ်ပါတယ်ဆိုတော့ထားပါတော့ဒါတစ်ပိုင်းအရေးကြီးတဲ့နောက်တစ်ခုကဘာလဲဆိုတော့ဒီရုရှားနေနဲ့ပေါ်လေဒါဒဝဲလူဒါဒေသတွေမှာ ဟိုဒီဒီနေ့စိတ်ကံအပြင်တဲ့အဲ့ဒီစိတ်ကံကိုပြီးပြီးတော့ဒီအရှိတော်အရှာကိုအစည်းအင်းနဲ့စီးပွားရေးပါဒါတက်ကြက်ထားလို့ရတဲ့ဒါအနေထားလို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပူတင်ကိုယ်တိုင်ပေါ့လေနိုင်ငံတော်အစ်စ်ခီးစဉ်စီစဉ်ပြီးတော့ဒါဒီဖိတ်ခေါ်ရတဲ့ခီးစဉ်ရဲ့ဒါမိသားစုခုဖြစ်တယ်လို့ဒါကျုပ်လည်းလည်းတာသုံးသပ်မိရဲ့အဲနိုင်ငံရေးနဲ့စီးရေးဒါသဘောတရားဒါအားလုံးတွေကတော့ဒါ give and take ဒါသဘောတရားတွေပဲဖြစ်ပါတယ်ဆိုတော့ဒီအရင်ခါတုန်းကလည်းဒါတဝဲစီမံခန့်ကိုပေါ့လေဒါအကောင့်တွေဘုံလိုလာခဲ့နေတာဖြစ်ပါတယ်ဒါမဲ့လည်းဒီနောက်နိုင်ငံတွေအပောင်ဝင်ပေါ့လေဒါဒီချို့နိုင်ငံတွေရဲ့ နောက်ရက်တကြောင်ပေါ့ဒါဒီပျက်စီးခဲ့ရတယ်ဒါမှမဝင်ခဲ့ရဘူးပေါ့လေဒါပေါ့အခုဒီခါမှာတော့ဒီရုရှားနဲ့ net ပေါ့လေဒါလည်းတွဲပြီးတော့ဒါလည်းဆောင်းတော့ဖြစ်တဲ့ကြောင်မလို့ဒီနိုင်ငံတော်အတွက်ဒီအလားလာကောင်းနေတာဖြစ်နိုင်လားဒီနိုင်ငံတော်အတွက်ပါကျွန်တော်နိုင်ငံအတွက်ဒါဘယ်လိုမျိုးဒါအကျိုးသက်ရောက်ဖို့ရှိလာနိုင်မလဲဆိုတော့ဒါဆက်လက်စောင့်ကြည့်အောင်လုပ်ဖြစ်ပါတယ်ဒီနိုင်ငံအကြီးကဲဒါဒီဆွေးနွေးရတဲ့အထက်မှာပေါ့လေဒါဒီရုရှားသမ္မတဒီဗလာဒီမာပူတင်ဒါပြောထားတဲ့စကားတချို့ရှိရပေါ့လေအဲ့ဒီအမှာဒါကျွန်တော်နေတာတည်ထားမိတဲ့အားတစ်ခုရှိရပေါ့လေအဲ့ဒါဘာလဲဆိုတော့အခြားနေတဲ့ပေါ့လေအခြားနေပြည်တွေမှာလည်းဒါမှမဟုတ်နိုင်ငံနဲ့ပူးပေါင်းပါဝါ ်ဆောင်ရွက်သွားဖို့ဒါအသင့်ရှိတယ်ဆိုတာချက်ပဲဖြစ်ပါတယ်တော်ဒီဒီနေရာမှာဒီအခြားနယ်ပယ်ဆိုရဲဒါစကားလုံးကတော်တော်လေးကိုဒါမြင်နေတဲ့စကားလုံးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီစကားကတော်တော်လေးကိုဒါအိပ်ပစ်ရဲ့စကားလုံးဖြစ်တယ်လို့ဒါကျွန်တော်လည်းလည်းဒါမြင်နေဆိုတော့ဒီအချုပ်ဒါပြောရမယ်ဆိုလို့ရှိရင်ဒါဒီယူရရှားတမနာပေါ်လေးကဗလာဒီမာပူတင်ရဲ့ဖိုက်ကြချက်ရာဒီနိုင်ငံစုံအရှေ့ကွန်စီဥက္ကဋ္ဌကိုလည်းဦးစီးရတာအစိုးရဖွဲ့ပေါ်လေဒါရုရှားနိုင်ငံကိုဒါဒီနိုင်ငံလိုစစ်ဒါချစ်စည်းကြီးစင်ဒါတွားရောက်ခဲ့တာတော့တကယ်ကောင်းတယ်ပေါ့လေဒါလက္ခဏာတစ်ခုဖြစ်တယ်လို့ဒါကျွန်တော်လည်းလည်းသုံးသပ်မိတယ်ဒီတစ်ဖက်မှာတော့ဒီ

по спецоперации в Украине. И э, я уверен могу сказать, скоро победа за, на, за вами. И также у нас есть поговорка, когда, когда идет война, если это для на благо народов, на благо страны, всегда будет победиться.